်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဦးဆုံးကြားပြန်ကနေမြန်မာစစ်တပ်အကျိုးမြတ်ရနေတယ်လို့အမေရိကန်ပြောသည့်သတင်းတင်ဆက်ပေးသွားပါမယ်။အမေရိကန်နိုင်ငံသားတွေစီကငွေကြေးခိုးယူနေတဲ့ online လေလံမှုကြားပြန်လုပ်ငန်းတွေကနေတင်ဆက်မြန်မာစစ်တပ်ကအကျိုးမြတ်ရနေတယ်လို့အမေရိကန်အောက်လွှတ်တော်ဂျာနာဝဲမှ Republican လွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်ရှင်။ Republican Party လွှတ်တော်ကိုယ်စားလှယ် American Outlook နိုင်ငံခြားရေးရာဆက်ကော်မတီဥက္ကဋ္ဌ Yam Kin က Outlook နိုင်ငံခြားရေးရာဌာနရဲ့အရှိအအရာပစိပိရေးရာဆက်ကော်မတီတောင်အာရှနဲ့ဗဟုအာရှဆက်ကော်မတီတို့ရဲ့နိုဝင်ဘာလ19ရက်နေ့မှာကျင်းပတဲ့မြန်မာအရေးကြာနာပွဲမှာပြောဆိုသွားခဲ့တာပါကြပြန့်လုပ်ငန်းတွေကနေတဆင်ရရှိလာတဲ့ရန်ကုန်ငွေတွေဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ကိန်းတွေအတွက်သာမကစစ်အာဏာရှင်ရဲ့အိတ်ကတ်ထဲတွေကိုပါရောက်နေတယ်လို့ပြောသွားခဲ့တာပါ။ ဒါအပြင်အာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာတရုတ်နဲ့ရုရှားတို့အတွက်တဆင့်ခံကြိုးကန်အုပ်ချုပ်တဲ့စစ်အစိုးရဖြစ်လာဖို့ဖန်တီးထားတဲ့ရွေးကောက်ပွဲသားဖြစ်တယ်လို့လဲစက်ကော်မတီဥက္ကဋ္ဌရမ်ကင်းကပြောထားပါတယ်။ဆက်လက်ပြီးတာဝန်ဘေးကငင်းချင်ရဲ့အကောင့်ထဲပေါ်မီဟုဥက္ကင်ကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။စစ်တပ်ကြိုးထောက်နောက်ကန်ပြူပါတီပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအားနိုင်ငံတော်တာဝန်ဘေးအဖွဲ့ကငင်းချင်ရဲ့လုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်သားမီဟု နိုဝင်ဘာလ19ရက်ရန်ကုန်မြို့အမျိုးသားအကစားပြန်ပွဲရုံတင်၌ပြုလုပ်ခဲ့သည့် USGB ပါတီ၏ရွေးကောက်ပွဲကျင်းညာစရန်ရှင်းလင်းဟောပြောပွဲတွင်ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောသွားပါသည်။ထို့ပြင်ရွေးကောက်ပွဲတွင်မိမိ၏ဇနီးခင်မွန်တာသမီမိမိများအတွက်ရှေ့အနာဂတ်၌ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ရေးမဲပေးရန်လိုပြီးမဲမပေးပါကတာဝန်မကျေသည့်ဖခင်မိခင်အကူအမများဖြစ်လိမ့်မယ်လို့ဖြစ်ကြောင်း အသေးကြကမဲတပြသည်ချစ်ချင်းမုံချင်းပါသည်ဖြင့်အုံနှောက်မှလာသည်မာချင်းမှန်ချင်းကိုဆုံးဖြတ်နိုင်သောမဲတပြဖြင့်သာရွေးချယ်ပေးလိုကြောင်း၎င်းကထည့်သွင်းပြောဆိုထားပါသည်ရှင်။တောင်းကျမ်းသူများမိုးလိုပေါက်နေသောနိုင်ငံတွင်တက်မတော်နှင့်ကြောချင်းကယဉ်ကျင်းအပ်ဆောင်ရွက်နိုင်သည့်ပါတီအဖွဲ့အစည်းများကိုရွေးချယ်လိုသည်ဟုဆိုထားပါသည်ရှင်။ဥခင်ကြီးကအဲ့ဒါရီနဲ့ပြည်စုံလာသည်ကျွန်တော်တို့နဲ့ပြည်ခိုင်ပြိုးပါတီလိုပဲပြောချင်ပါသည်။မဲပေးကြပါခင်ဗျားတို့ရှိမှကျွန်တော်တို့ကြောခင်းပေးချင်ပါသည်။ ဒီကြောပေါ်တနင်္လာ6လမှာကျိုးသားစွာပြောရရင် ကျွန်တော်တို့ဖြစ်ပြပြီးပါပြီဖြစ်ပြဖူးပြီးပါပြီကျွန်တော်တို့ဘာရိညာတွေဒီယာရုတွေဖြစ်ခဲ့ပြီးပြီတိတ်မလို့အပ်ပါဘူးကျွန်တော်တို့ဘဝရဲ့နောက်ဆုံးအခြေအနေမှာကျွန်တော်တို့ပြင်တဲ့ကုတို့ကျွန်တော်တို့ကိုမိษွေတွေအားလုံးကဒီလိုပါပဲဟုဥခင်ကြီးကပြောထားပါတယ် USGB ပါတီရွေးကောက်ပွဲကျင်းပစရန်အားအချင်းချင်းရှင်းပြရရင်ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာများ ဆေးဝါးများတင်သွင်းရ၌အခွန်လျှော့ဖို့ရန်နှင့်အရက်ပီယာစီကရက်အလကုံကဲ့သို့ပစ္စည်းများအပေါ်အခွန်တိုးမြင့်ရန်နိုင်ငံဝန်ထမ်းများအခမဲ့သွာလာခွင့်နှင့်အချိန်ဘုကဲ့သို့လုပ်ငန်းတာဝန်ဖိစီးမှုမရှိစေရန်အွန်လိုင်းစနစ်အသုံးပြုကလုပ်ငန်းတာဝန်များလျှော့ပါစီရန်ရွှေပြောင်းလူသားများအရေးသက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်ကလေးငယ်များစားတက်မြောက်ရေးအတွက်ကျောင်းပြင်ပပညာရေးအကောင့်ထည့်ဖော်ရန်စသည့်ဖြင့်တင်သွင်းပြောဆိုထားပါတယ်ရှင်။ ထို့ပြင်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာ၌ပေးခဲ့သည့်ဂတိကဝတ်များအတိုင်းအထမြောက်မဆောင်ရွက်နိုင်ခဲ့လျင်၎င်းအားလက်တီးနှင့်ဆွဲထုတ်နိုင်သည်ဟုလည်းပြောခဲ့သေးပါသေးရှင်။ရှေ့လာမယ့်နေ့ရက်တွေဟာမြန်မာနိုင်ငံရေးပြောင်းလဲသွားမယ့်အချိန်ပါပဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ရေကောက်ကမအောင်မြင်စစ်ကရှုံးကြဖြတ်မှုရဲ့ရာဇဝမှုတွေအတွက်အမေရိကန်တပ်ကဝင်လာနေပြီဒေဗယ်ပြောမယ်မင်းတို့စစ်ခွေးတက်ကြီးဘာမှလုပ်မရတော့ဘူးအလုံးကြောင်ပိတ်နေပြီပြေးကြဖို့နဲ့တေးဖို့ပဲရှိတော့တယ်မင်းတို့တက်ပြက်ကြီးလုံးဝကြာရှုံးပြီအဲ့တော့ Facebook မှာမင်းတို့စကားပေါ်မှာလေဘလောက်ဝါရာဖြင်းဖြန်းလင်းညာတေးထိုးကြိုက်တာလုပ်ပါစေစေမတိုးတော့ဘူးစကားကုန်ပြောရရင်မင်းတို့ဘာမှကိုလုံးမရတော့ဘူးလို့ဆိုပါတယ် အဲ့တော့အခု Facebook နဲ့ TikTok တွေမှာပလူပြန်နေအောင်ပုံထနေတဲ့စံကုန်မြေလေးတရားဖို့တုံးကောင်မတန်နဲ့ဇိုကြားတွေလည်းမအာလလက်တာနဲ့အကုန်ကြက်ပြောင်ငက်ပြောက်ပဲခုတော့မအာလအာကိုနဲ့ပလူပြန်ပုံထပရာဟိတဗန်းပြပြီးနောက်ွယ်မှာမျိုးစုံကျူးလွန်နေသမျှတွေမအာလလက်တာနဲ့ဒေါ်လာရေးပြီးတာနဲ့အကုန်တန်းစီပေါင်းချာနဲ့မြေလိုင်းရှင်းထုတ်ပြီး social network ကြီးတစ်ခုလုံးတန်တော့အောင်ဂျပိုးတခုဖာကောင်းခစ်ကိုထူထောင်နေတဲ့မအာလနဲ့အတူရေဝဲတို့ပို့ဆောင်နိုင်အောင် PDF တက်တော်က တေချာအေးယူပြီးပြည်သူအတွက်သွေးကြေးကိုပြန်ဆက်ကြရမယ်လို့ဆိုပါတယ်။အဲတော့မအားလာဟာအခုအကြပြန်သူနဲ့မဆိုင်တဲ့အောင်မကြောက်တဲ့အောင်ဟန်ဆောင်လုပ်ပြနေပေမဲ့အတွင်သတင်းတွေအရ US ဝင်ရှင်းမိသတင်းနဲ့တရုတ်ကပါငါးနိုင်ငံပေါင်းရှင်းလင်းမယ်ဆိုတဲ့သတင်းကြောင့်နဘာဒတကူလုံးမိုးမီလောင်နေတယ်လို့တရုတ်ကကြားပြတ်လက်တဲ့စီးရင်ထဲမှာမအားလာတက်ကိုပါတရုတ်ဝင်စီးရင်ထုတ်ပြန်တတိပေးပြီးမအားလာကိုပါထိုးချလမ်းလွဲထားလို့အကယ်၍ US နဲ့တရုတ်မြန်မာတဲ့ဝင်ရှင်းတဲ့နေ့ မအားလားစောချစ်သူနဲ့ဘာဝင်ပတ်သက်နေသူတွေအကုန်ဝယုံသုံးကနဲ့ပြေးကြတော့မယ်ဆိုတာအဲ့နေ့ကိုနားဆင်ထားကြရှေးလာမဲ့ရက်တွေဟာမြမနိုင်ငံရေးပြောင်းလဲသွားမယ့်အချိန်ကပဲနေ့ရက်တိုင်းနေ့ညဘယ်ကောင်နေဝယုံသုံးကနဲ့ပြေးကြမလဲလာမဲ့ရက်တွေဟာနိုင်ငံရေးစည်းရေးတက်မအားလားတွေပြေးကြမဲ့သတင်းတွေသာထွက်ပေါ်လာလိမ့်မယ်တိကျသတင်းမပြတ်နားဆင်ထားကြကြောင်းပိတ်နိုင်ဖို့စူးစမ်းကြပါ ဒီအခွင့်အရေးကိုအန်ယူဂျီကတရားလုပ်ပြနိုင်တော်လန်ရေးပါတန်းအောင်ပါပြီလို့ပြောပြရသေးဦးဆိုပါတယ်ဆက်လက်ပြီးတင်တိုင်းမပေါက်ဖြစ်လာသောစီအုပ်စုတန်မြန်ထိုးစစ်တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင် နေပြီးတော့ဥတရသီရီမြို့နယ်နဲ့တက်ကုန်းမြို့အကြားစစ်တပ်စခန်းကို PNL ကဝင်ရောက်စီးနှင်ပြီးနေပြီးတော့ဝင်းကျင်အထိ PNL ကရောက်ရှိနေရာယူထားသည်ဟုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL အထွေထွေအတွင်ရေးမှုရဲဘော်နီနီကျော်ကအတည်ပြုထားပါတယ်ရှင် စေအုပ်စုတံများအဖို့ရှည်တန်းဆိုရေးဝေးဝေးလန်လန်လဲတွားစီရမလို့တော့ပဲရတကန်အကွာတို့ရောက်ရှိနေပြီဖြစ်ပါတယ်ယခုအခါ KNU နဲ့ပူပေါင်းတပ်ဖွဲ့များတနင်္လာရီတိုင်းအတွင်ရှိနေကြမျိုးဖြစ်သော မောတောင်ကိုလေးရကြထိုးစစ်ဆင်ပြီးတင်းယူနိုင်ခဲ့သဖြင့်စစ်တုံးပန်းအမြောက်များနဲ့လက်နက်ခဲယမ်းများကိုတောင်းပုံရပုံရရှိသွားခဲ့ပါတယ်။ထိုတိုက်ပွဲတွင်ယာယီတရင်မှုနှင့်အုတ်ချုပ်ရေးဝန်ထမ်းများစုစုပေါင်း60ခန့်ထိုင်းဘက်သို့ကိုလူယုံထပ်ပြေးသွားခဲ့ပါတယ်။ မော်တော်သည်ရခင်ကမိခရိုင် KNU ဌာနချုပ်အဖြစ်တည်ရှိခဲ့ရမှာ1990တွင် လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟုသိရပါတယ်။နေဇကုံတွေရေးတင်သမကဗျူဟာအရရောရေးပါသောမျိုးလည်းဖြစ်ပါလိမ့်ရှင်။နိုင်ငံအလဲပိုင်းတွင်လည်းကမ်ဘလူးနှင့်ခင်ဝဲကြားစစ်ကြောင်းတို့ရန်ဝင်ရောက်လာသောအင်အားတရာခန့်ရှိစေအုပ်စုဤတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်များကအကြမ်းဖက်တိုက်ခတ်ရာစစ်ကြောင်းမှုအပါဝင်90ခန့်တိုက်ဆုံပြီးဖျော်ဖျက်ရင်းတက်ပြန်ဆုတ်ခွာသွားကြရပြန်တယ်။ အဆိုပါတရင်များသည့်စေအုပ်စုများအသာရသွားနိုင်သလိုဟုယူဆနေကြသောပြည်သူများအတွက်အတက်တပွဲတရင်များဖြစ်လာရပါသည်စီအိုစူဒီတီအိုဤကျေးဇူးဖြင့်ရှမ်းမြောက်ဒေသတွင်အသက်ရှူချောင်းသွားပြီးရခိုင်နှင့်နိုင်ငံအလဲပိုင်းတွင်တံပြန်ထိုးစစ်ဆင်နိုင်ရန်တံများကိုထုံနှုတ်အသုံးပြုခွင့်ရသွားတော့လေယခုအချိန်ထိ၎င်းတို့ဤထိုးစစ်သည်မိသည့်များထိရောက်မှုမရှိဘဲအချို့နေရာများတွင်ရိုက်ချိုးခံရသည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုမြန်မာနောင်ကတုံ့တက်ထားပါရှင် မိုးကုတ်ကိုပတ်လည်ဝိုင်းထားတဲ့မန္တရားတပိတ်ချင်းနဲ့စင်ကူးမြို့နယ်များကိုအ धिक ဦးတည်လာနေတယ်။ယခုအခါမန္တရားမြို့နယ်တဝက်ကျော်ကျော်ကိုစေအုပ်စုကထိန်းချုပ်နိုင်ခဲ့တယ်။၎င်းတို့ရှေ့တိုးမလာနိုင်ရင်ပြည်သူ့ကာကွယ်ရေးတပ်များကအစွမ်းကုန်ကို ခုခံနေတယ်။ရွေးကောက်ပွဲမတိုင်ခင်မန္တလေးတိုင်းအတွင်းရှိအ ਨੇ စုံမြို့ဆယ်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရင်လေကြောင်းပစ်ကူဖြင့်တိုးပန်းလာခြင်းဖြစ်ပါတယ်။ စစ်အုပ်စုသည်ချင်းပြည်နယ်အတွင်းဟာခနှင့်တိတိမ်မြို့များတွင်သာထိန်းချုပ်နိုင်သည့်အတွက်ယခုအခါထန်တလန်တွန်းဆန်းဖလန်းတို့ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေတယ်။ကရင်နီတွင်လည်းမိုးပြဲဖဲခုံတဝိုက်တံပြန်ထိုးစစ်များဆင်နွှဲလျက်ရှိတယ်။အကြိမ်ပင်မြို့ရွာများကိုပြန်သိမ်းနိုင်သည့်ဆိုစေအောင်မဲပေးသည့်လူတို့ကထွက်ပြေးတိမ်းရှောင်နေကြ၍ရှာမရဖြစ်နေသည့်ပြဿနာနှင့်ရင်ဆိုင်လာရပါတယ်။ ရခိုင်ပြည်နယ်ရှိမြို့ပေါင်း14မြို့ကိုတင်ယူထားပြီးဖြစ်သောအရခတပ်ဖွဲ့များသည့်အေယာဝတီမကွေးဘကိုးနယ်စပ်များတွင်ဆက်၍အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပါသည်။အတင်းအရမစစ်တဲတွင်ခံရသူများလည်းအခွင့်ရသည်နှင့်ထွက်ပြေးနေကြပါသည်။ထို့အတွက်ကြောင့်လည်းလေကြောင်းမှမြေများပင်ရှစ်ကူပေးနေတော့လည်းမြေပြင်တပ်များကရှေ့မတိုးနိုင်ဖြစ်နေ၍ထင်းတိုင်းမပေါက်ဖြစ်နေရပါသည်။စစ်အုပ်စု၏စီရေးချက်တွင်လာမှုသည်ဒေါ်လန်ရဲတပ်များ၏ထိန်းချုပ်နေမည်အနေထားပြမြေပုံကို ယခုတည်းတည်တည်သာသာပြောင်းလဲနိုင်ခြင်းမရှိဘဲတင်းယူနိုင်ခဲ့သောမြို့များတွင်လည်းတံများအခြေဆိုင်ရာစခန်းအပြင်ကိုတိတ်ပြီးထွက်နိုင်ခြင်းမျိုးမရှိဟုနိုင်ငံအနှံ့ရေးတော်လှန်ရေးတပ်များကတင်းညင်းတညွတ်ထဲချမှတ်ထားခဲ့ပါတယ်။၎င်းတို့နေရာနှက်ဖြတ်ကြွေစေချောင်းထိုးလာခြင်းသည်တော်လှန်ရေးတပ်များအမည်များပင်တည်ရောက်မှုမရှိဘဲအရဲသားများသာဒုက္ခပင်လဲဝေပြီးအတက်အငြိအထိကနေကြသည်ဟုမြန်မာနောင်ကဆိုပါတယ်။ စစ်ပွဲများသည့်နေမြေသိမ်းပိုက်နိုင်မှုထံဇဲမန်နှင့်ခန္ဓာရီကိုစံတပ်ရှင်ပြန်ရမည်အရှင်တို့ကူပြောင်းလာနေပါသည်ထိုပွဲတွင်တော့စစ်အုပ်စုသည်ရေရှည်တွင်ပြည်သူဘက်တော်သားများကိုမိမြပင်ရှင်နိုင်မည်မဟုတ်ပေမင်းအောင်လိုင်းသည်ယခုအခါဖအံမျိုးတို့ရောက်ရှိလာရာစောချစ်သူနှင့်လူဝတ်တွေ့ဆုံပြီး၎င်းတို့ထံလာရောက်ခိုလုံဖို့နားချမိဟုယူဆရပါသည်အကယ်၍အမေရိကန်ဤဘာမာတင်းမှဖမ်းဆီးရမည်သောပါကကြပြန့်နှင့်စီအိုစုတို့မိမြအတိုင်းအတာထိပတ်သက်နေမည်ဆိုကား ဘူးပေါ်တလို့ပေါ်သွားနိုင်ကြောင်းဗီနီဇွဲလားတမတကဲ့သို့ပင်ထရမ့်မှစူးကြီးများထုတ်လာသည့်အထိကြော်မကောင်းကြားမကောင်းဖြစ်ချေတော်မူအမေရိကန်ခရိုင်တရားသူကြီးမိုက်ကယ်ဟာဗီကလည်းဖျားသုံးစုနယ်မြေအတွင်းရှိစတာလင်ဂျိုဒူးနှင့်ဆက်သွယ်ရာဗဟိုချက်ကိုကူအားတင်စီရန်ဝရမ်းထုတ်ပြန်ပေးခဲ့ပါသည် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းမှလည်းမင်းအွန်လိုင်းကိုဖန်ဝရံအမြန်ထုတ်ပေးရန် ICCR တောင်းဆိုကြောင်းနိုဝင်ဘာ17ရက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြောဆိုသွားခဲ့ပါတယ်။ပြည်သူတို့ဤတရားတော်စစ်မဟုတ်ချအောင်ရမည်ဟုဆိုပါတယ်။